ကာထဲမှာဆိုလို့ရှိရင်အမအနေနဲ့ဆိုလို့ရှိရင်ဒါအပြင်က character နဲ့လုံးဝဆန့်ကျင်ဘက်ဒီ character တစ်ခုကိုတည်ဥဆောင်အောင်ပေါ့နော်သူ့ရဲ့အနေနဲ့တာတာထွက်တည်းကအမြဲတမ်းကျွန်တော်တို့ဆိုပေါ့ဘာနဲ့ပဲထွက်ခဲ့တာအများရယ်ပေါ့နော်မက်တစင်အနေနဲ့ပထမအောင်သုံးတာထွက်က heavy drama ကြီးနဲ့စကြုံရယ်စကားရဲ့အဲသုံးပုံပုံနှစ်ပုံလောက်ကအငူခန်းနေကြီးပဲအဲဆိုတဲ့အခါကျတော့သူ့အတွက်လက်တာဝန်ကြီးပါတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ကအာဒီ သူတော်မှအဲ့လောက်ကြိုးစားနေတာဆိုတော့ကျွန်တော်တို့ကျန်တဲ့ပါဝင်အားဖြည့်တဲ့တေးဥဆောင်တွေအနေနဲ့ကလည်းမကြိုးစားလို့မရပါဘူး။ကိုကြီးကိုတိုင်ကအစားအရင်ကြိုးစားရတယ်ကျွန်တော်တို့လည်းကြိုးစားပါတယ်ခင်ဗျာ။ထူအောင်ဆိုလဲလေ။ဟိုးရင်ကလည်းခင်လာတယ်။ဒါပေမဲ့အခုဆိုရင်သူသူ့ရဲ့ emotion တွေဆိုလဲအောင်မြင်တယ်။သူရိုက်တာဆိုလဲလေ။တကယ်လို့ပြောမယ်။အောင်မြင်တဲ့ဟိုထိတ်တန်းထဲမှာပါတယ်လို့ပြောမှာပေါ့နော်။ပါနေပြီပြောတယ်။ပါတယ်ပါတယ်။တိတ်တမိနေမှာဘုနာကြောဖတ်ပြလိုက်။ဟုတ်တယ်ထိတ်တန်းထဲမှာပါတယ်။အဲ့တော့ဒီမှာပါဝင်ပြီးတော့တေးဥဆောင်တဲ့အခါမှာဒီ တွဲရမှာမင်းသားထူအောင်ဆိုတော့သူလည်းအချမ်းပြော်သွားတယ်ပြီးတော့သူဒီလိုမျိုးဘာကြောင့်ဒီစ조사မှုတွေကဘာကြောင့်အရာထင်လဲဆိုတာလေးစင်တို့အခုတူတူတွဲပြီးတော့တရုတ်ဆောင်ပြင်မှာသူစင်လိုရာတင်ပေးတယ်ပြောပြပေးတယ်နောက်ပြီးတော့ဘယ်လောက်ထိစိတ်နှစ်ထားလဲဆိုတာသူအနုပညာဆိုတာဒီဝါသနာပါရုံမရအောင်ပေါ့နော်ယူသွင်းနေမှရမယ်အဲ့တူအရန်စူးစားတယ်ဒီမှာပါလေအဲအဲ့ကြောင့်မလို့လေဒါနေရာတနေရာရဟုတ်တယ်အခုမရွှေ့တော့ဒီမှာပဲရနေတယ် မကချင်းပေါ့ပေါ့မောင်နှမပါခင်ဗျာကျွန်တော်ငယ်တယ်ဆိုပြပြမယ်လေလာအဲ့ဒါတိုင်းတိပီတိကျွန်တော်ခုမှအသက်ကဟိုပါပဲရှိသေးတာနှစ်ဆန်းနဲ့မှ၄လောက်ပဲရှိသေးတာမာကြီးကခုက40ပြဖို့3နှစ်လောက်ပဲလို့တော့တဲ့ဟာ तू လည်းမတင်အောင်နော်음နှစ်ဆက်3လေးအငယ်တော့အဲ့လိုခက်ခက်ခဲဘွားရောရှင်းနေခဲ့တယ်လို့လည်းရုပ်ကနေမဆိုးတော့လေးနည်းနည်းလေးရှင်းနေတယ်လို့ပြတကယ်က93 94လောက်ပဲရှိသေးတာဟိုဟိုဘက်ကညီမလေးနဲ့အတူတူပဲ အကြောင်းကိုရှိတဲ့ဟိုမိုးမောက်တွေထဲကိုပို့ရှိရလားဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့အန်တီဟုတ်ကဲ့ပါအန်တီတကယ်ကွာလေဆယ်နှစ်တော့ကွာလေတကယ်ကွာလေအန်တီနော်အန်တီပြောပြပါဦးတားရေအရှမ်းငယ်ကျင်တာဟုတ်ရငယ်ကျင်တာတားရေကတီတီမတီတန်ပြောပါမားလေဗျာငါလည်းတီတန်ပြောပါလေနင်ငါအန်တီကိုလာမခေါ်တယ်သာပြသာပြဟောမဟုတ်မဟုတ်အဲ့လောက်မကွာပါကျ၄နှစ်ကွာဟုတ်ပါဘူးမဟုတ် ဘရိန်းဝက်ရှ်လုပ်နေတာအဲ့ဒါတကယ်မဟုတ်ဘူးဘယ်လောက်ပါမှာလဲ၄နှစ်၄နှစ်ပေါ့တော့အသက်အမှန်နေမပြောတော့ပါဘူးအမလည်းလှုပ်ရှားရမယ်အမှုပညာတက်တန်းရှိသေးတာဆိုတော့ကြာပြီနော်အမလည်းဆိုကျွန်တော်တို့ကဒီအရင်တော့ကကျွန်တော်တို့ရဲ့အမှုပညာကျွန်တော်ရဲ့အမှုပညာတက်တန်းအစကျတော့ MRD 4မှာကျွန်တော်တို့အရင်တော့ကအဲ့လို show တွေပါရှောက်တယ်ပြီးရရှိ TV program တွေကျွန်တော်လုပ်တဲ့ခါအဲ့မှာကလေးကတဝင်းနဲ့တူတူဆိုတော့အမနဲ့အဲ့ကလေးတွေ့တယ်အဲ့အဲ့ကလေးကအမရဲ့ဒီ program တွေဆိုလို့ရှိရင်ကျွန်တော်တို့ invite လုပ်တယ်အဲ့ကလေးကခင်လာခဲ့တာဆိုတော့ခုဆိုလို့ရှိရင်တော်တော်ကြာနေပါပြီဆိုတော့ဆယ်စုနှစ်တစ်ခုလောက်ရှိနေပြီတူတော့မရိုက်ခဲ့ဘူးဒါပေမဲ့အမရဲ့ program တွေမှာကျွန်တော်တို့ invite လုပ်တယ်ပေါ့နော်အပြင်မှာဆိုတော့အမနဲ့အဲ့လိုမျိုးခင်တယ်အဲအပြင်မှာတွေ့တယ်စားတယ်အထဲမှာတွေ့တယ်စားတာဆိုတော့အဲမော်ဒမားတွေလိုဖြစ်နေကြတာပေါ့ဟုတ်နောင်နောင်နဲ့ပဲအဲ့လိုပဲ program တွေမှာတွေ့ရဲအပြင်မှာတွေ့ရဲအဲ့လိုမျိုးလေးပေါ့နော်ဟုတ်ကျွန်တော်တို့ဒီတဲမှာဆိုတော့အမလည်းလိုပါပဲဟို မတ်တစင်ဆိုလို့ရှိရင်လည်းအမှုပညာလောကထဲလူရှိလူကင်များတဲ့ခါကျတော့အကောင်လုံးမော်ဒမသားချင်းတွေလိုဖြစ်နေတဲ့ခါကျတော့ဟိုအရန်ကိုကျွန်တော်တို့အခုစကားလည်းမှာအတူတူဆောင်ရတဲ့အတွက်ကြောင့်မို့လဲကျွန်တော်တို့အားလုံးကဝမ်းသာပါတယ်တကယ်တည်းဟိုအမရဲ့ပထမဦးဆုံးကားဆိုပေမဲ့အကောင်လုံးကလည်းတက်တိုက်မုံမုံလေးနဲ့ လှုပ်ဆောင်ကြတဲ့အတွက်ကြောင့်မို့လို့ပျော်စရာလည်းကောင်းတယ်တပိုင်တစ်ထဲမှာပဲကျွန်တော်တို့ရဲ့အရင်ကောင်းတဲ့နှုပညာပြချက်တစ်ခုဖြစ်လာမယ်ဆိုတော့လည်းယုံကြည်မှုရှိပါတယ်ခင်ဗျာဟိုဟာဖားပြီးပြောတာပေါ့ဗျာအဲ့ဒါပြပြမယ်ထူအောင်ဆိုလဲလေဒါဟိုးရင်ကလေးခင်လာတယ်ဒါပေမဲ့အခုဆိုရင်ဒီသူ့ရဲ့ emotion တွေဆိုလဲအောင်မြင်တယ်သူရိုက်တာဆိုရင်တကယ်ပြောပြမယ်အောင်မြင်တဲ့ဟိုထိတ်တန်းထဲမှာပါတယ်လို့ပြောပါမယ်ပါနေပြီပြောတယ်တိတ်တိတ်မိနေမှာဘုလို့ကြောက်ဖတ်ပြတာဟုတ်တယ်ထိတ်တန်းထဲမှာပါတယ်အဲ့တော့ ဒီမှာပါဝင်ပြီးတော့တေးဥဆောင်တဲ့အခါမှာတွဲရမှာမင်းသားထူအောင်ဆိုတော့ကိုယ်လည်းအရင်ပြောပါတယ်ပြီးတော့သူဒီလိုမျိုးဘာကြောင့်ဒီစူးစမ်းမှုတွေကဘာကြောင့်အရာထင်လဲဆိုတာလေးစင်တို့အခုတူတူတွဲပြီးတော့တေးဥဆောင်ပြင်မှာသူစင်လိုရာတွေတင်ပေးတယ်ပြောပြပေးတယ်နောက်ပြီးတော့ဘယ်လောက်ထိစိတ်နှစ်ထားလဲဆိုတာသူအနုပညာဆိုတာဒီဝါသနာပါရုံမရအောင်ပေါ့နော်ယူသွင်းနေမှရမှာ အဲသူအရန်ကြိုးစားတယ်သူပါပါလေအဲအဲကြောင့်မလို့လဲဒါနေရာတနေရာရဟုတ်တယ်အခုမရွှေ့တော့ဒီမှာပဲရနေအဲဆိုဆိုတော့ကျွန်တော်ကတော့လေတကယ်တမ်းကိုယ်ကိုရိုးသားဆုံးဝင်ခံရမယ်ဆိုလို့ရှိရင်ကာရက်တာမျိုးစုံကျွန်တော်လုပ်ချင်ပါတယ်ကာရက်တာမျိုးစုံမှာဟိုကျွမ်းကျင်မှုရှိအောင်လို့လဲတည်ဆောက်ချင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအခု most of the character တွေကလုပ်ဘူးတယ်ဗျာ လှုပ်ဖူးတယ်အဲလှုပ်ဟာဒီကာရိုက်တာအတိတ်တိတ်ဆိုအချိန်ပေးရမှာပေါ့နော်ကိုရီကိုအချိန်ပေးမဲ့ပရိုဂျူဆာတွေဒါရိုက်တာတွေရှိရဆိုရင်တော့ကျွန်တော်တိကျဆောင်တယ်အပျော်ဆုံးပေါ့အကောင်းဆုံးပေါ့အခုဒီဒီအမဆိုလို့ရှိရင်လည်းခုနကလိုအမအတွက်ကို production ကရောဒါရိုက်တာရောအချိန်ပေးပြီးတော့လေ့ကျင့်ပေးတယ်ခုနက pre production script reading တယောက်ထဲလေးလုပ်တယ်ပြီးလို့ရှိရင်ခုနကတော့ coach တွေနဲ့လည်းလုပ်ပေးတယ်ဆိုတော့ အလားကောင်းတယ်ဗျာနောက်ပိုင်းဒီလိုမျိုးဟာတွေကိုကျွန်တော်တို့မြန်မာနိုင်ငံပို့လုပ်ပေးဖို့အတွက်ကိုကျွန်တော်တောင်းဆိုခြင်းတယ်အဲ့ဒါမှလည်းကျွန်တော်တို့ကဇလန်းတွဲမကလို့ရုပ်ရှင်ကားဖြစ်ဖြစ်တကားတကားကျွန်တော်တို့ကပို့ပြီးတော့ကျွန်တော်တို့ကျွန်တော်တို့အနေနဲ့ပြောတာပါတိုးတက်မှုတွေကိုကျွန်တော်တို့ကခံစားရမှာဖြစ်ပါတယ်အခုလိုလုပ်ပြီးတော့တကယ်တည်းကျေးဇူးတင်ပါတယ် Unity ရွှေရုပ်ရှင်ထုတ်လို့ရင်းနဲ့အနောက်ကစီစဉ်ပေးတဲ့ producer တွေပြီးတော့ကျွန်တော်တို့ coach တွေအမတ်မျိုးပါနော်မတ်မျိုးရယ်ပြီးနောက်တစ်ခုကျတော့ driver ဦးဝင်းထုံးတို့အားလုံးကိုကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ ာသဆိုလည်းသူတကယ်ပန်ပိုင်နိုင်နိုင်နဲ့လေအဲတယုံဆောင်နိုင်တယ်နောက်ပြီးတော့အခုဒီဇလန်းတွဲမှာဆိုရင်လည်းသူကဟောင်းတာမဟုတ်တော့သူရဲ့ character ကသူငြိမ်မရတော့မယ်အဲ့လိုကြတော့လေသူတယုံဆောင်နိုင်မြန်အောင်ဆိုတော့လေသူကတော့စူးစမ်းတယ်စူးစမ်းတဲ့အတွက်ကြောင့်ဘယ် character မဆိုဘူးနဲ့အဆင်ပြေတယ်ဟိုဘာဖြစ်လဲကျွန်တော်ကျွန်တော်တို့ကလေအခုချိန်မှာအပြောင်းမယ်ဆိုလို့ရှိရင်လေကာလတစ်ခုပြောင်းရတာပေါ့ဗျာမခင်မတူတော့တာပေါ့ကျွန်တော်တို့အရင်လွန်ခဲ့တဲ့ 15နှစ်နဲ့အနှစ်20တုန်းကဆိုလို့ရှိရင်တော့ဗီဒီယိုကားတွေရှိတဲ့ကြောင့်မို့လို့ကျွန်တော်တို့ကကျွန်တော်တို့တွေ idea နဲ့ပတ်သက်ပြီးတော့လေ့ကျင့်ကျင်နေဆိုလို့ရှိရင်ဗီဒီယိုကားတွေမှာသွားလေ့ကျင့်လို့ရတယ်။အခုကျတော့ခေတ်ပြောင်းသွားတဲ့ခါကျတော့ကျွန်တော်တရုတ်ဆောင်အစ်စ်တွေကိုလည်းကျွန်တော်အကျဉ်းပေးချင်တာပါ။ကိုကိုရဲ့ idea တွေကလေ့ကျင့်ခွင့်မှာလေ့ကျင့်ကျင်နေဆိုလို့ရှိရင်ဇလန်းတွေ့ရကြပါ။ကျွန်တော်တို့လည်းခုနကလိုရုံကြီးကားအနေနဲ့အခုချိန်မှာ heavy drama ရေကျုံးဆိုကျုံးလို့ရတယ်ဗျာဒါပေမဲ့ကျွန်တော်တို့မှာ digit ခွင့်ပေါင်းများဆိုတာကန်ပြီးသွားတဲ့ခါကြလို့ရှိရင်ကန်တဲ့ခါကြလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေတာပေါ့အဲ့တော့ကျွန်တော်အနေနဲ့ကျတော့ဒီဇလန်တွဲတွေဇလန်တွဲတွေဆိုတဲ့ဟာတစ်ခုမှလည်းပဲကျွန်တော်တို့ကအော်ဒီအမှုပညာကြီးရအောင်တက်တက်နဲ့ရိုက်တာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်အမှုပညာပေါ်မှာငါဒီဇာကားလေးရိုက်လို့ရှိရင်ငါတို့ဘာရမလဲဆိုတဲ့ဟာတစ်ခုပေါ့ရအောင်ယူပါတယ်တယောက်ချင်းစီဥမာ ဒီကားမှာဆိုလို့ရှိရင်မမျိုးပြီးလို့ရှိရင်နောက်တစ်ခုကျတော့ဦးဝင်းထွန်းတင်ပေးတယ်အဲစိတ်ခံစားချက်လေးတွေဒီနေရာမှာဆိုဒီလိုလေးတွေးတယ်အဲဒါကိုယ့်ရဲ့ point of view ကကျတော့ဒီ character အနေနဲ့ငါဒီလိုလေးတွေးချင်ပါတယ်တွေးဘလိုလေးတွေးမလဲအဲ့လိုအချင်းချင်းညှိနှိုင်းပြီးလှုပ်ဆောင်တာလေးတွေကအရင်ပြောကောင်းပါတယ်ကျွန်တော်တို့ခုဒီဒီကားထဲမှာဆိုလို့ရှိရင်လည်းအမအနေနဲ့ဆိုလို့ရှိရင်လည်းဒါအပြင်က character နဲ့လုံးဝဆန့်ကျင်ဘက်ဒီ character တစ်ခုကိုတည်ယူဆောင်အောင်ပါပေါ့နော် သူ့အနေနဲ့တာတာထွက်တည်းကအမြဲတမ်းကျွန်တော်တို့ဆိုပေါ့ဘာလဲပဲထွက်ခဲ့တာများတယ်ပေါ့နော်မက်သစင်အနေနဲ့ပထမအောင်သုံးတာထွက်က heavy drama ကြီးနဲ့စကြုံရယ်စကားရဲ့အဲသုံးပုံပုံနှစ်ပုံလောက်ကအငူခန်းနေကြီးပဲအဲဆိုတဲ့ခါကျတော့သူ့အတွက်လက်တောင်းကြီးပါတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ကအဲဒီသူတော်မအဲ့လောက်ကြိုးစားနေတာဆိုတော့ကျွန်တော်တို့ကျန်တဲ့ပါဝင်အားဖြည့်တဲ့တေးဆောင်တွေနေနေရတယ်မကြိုးစားလို့မရပါဘူးကိုကြီးကိုတိုင်ကအစအရန်ကြိုးစားရတယ်ကျွန်တော်တို့လည်းကြိုးစားပါတယ်ခင်ဗျာ ဒီစ조사ရဲဆိုတာလည်းအခုညီမလေးတို့အတွက်ရကြည်နေတဲ့ပြည်သက်ကြီးတွေအတွက်ကိုကျွန်တော်တို့ကအာဒီအချိန်အချိန်ကြည်ရနဲ့တန်အောင်ကြည်ရနဲ့တစ်ခုခုရရှိသွားအောင်ကျွန်တော်တို့ကပေးချင်တယ်ဆိုရယ်ရည်ရွယ်ချက်တစ်ခုရှိပါတယ် MC ပေါ့ဒီမှာဇင်က MC deliverance ပါဒီကနေပြီးတော့ဒီ acting line ပဲပေါ့နော်တေးဥဆောင်ပိုင်းကမှအခွင့်အရေးတစ်ခုကိုအကျိုးကြောင့်ခိုက်ဆိုင်ပြီးတော့လေ့လာခွင့်ရတာပေါ့နော်လေ့လာခွင့်ရတယ်စူးစမ်းခွင့်ရတယ်အဲ့တော့ဆရာဝန်ချုပ်ပြောသလိုပဲအဲဆရာဝန်ချုပ်နဲ့မမျိုးမျိုးပြောတယ်အခွင့်အရေးဆိုတာကလေအခွင့်အရေးဆိုတာအဲ့အခွင့်အရေးပေါ့မှာကိုရလာတဲ့အခါမှာကိုကမစူးစမ်းရင်အဲ့အခွင့်အရေးကကိုတော့မဟုတ်ပဲလေစောက်တူတူဖြစ်သွားလိမ့်မယ်အဲ့တော့အဲ့အခွင့်အရေးကိုရအောင်မိမိရစူးစမ်း အဲနောက်ပြီးတော့ကံကောင်းတာမကောင်းတာချက်ကိုအဲ့ဒီပုံမှာကိုကစူးစမ်းမှုနဲ့ဝရိယပေါ့နော်အဲ့ဒါလေးကိုထည့်ဆွဲလိုက်ထည့်ပေါ့နော်အဲ့လိုမျိုးလေးစူးစမ်းဖို့ပြောတယ်အဲ့တော့ဇင်ကဟိုဒီ acting နဲ့ acting mind နဲ့ presenting mind မှာကြတော့ဒီနှစ်ခုကတူမလို့လို့နဲ့မတူဘူး တော့ကျွန်တော်ဒီ presenting ဘိုင်းမှာကြတော့အဲသူကဒီပွဲတစ်ခုကိုတွားတဲ့အခါမှာဒီစေ MC နေနဲ့ပါဝင်တဲ့အခါမှာအစီအစဉ်တင်ဆက်တဲ့အခါမှာဆိုရင်ကျွန်တော်အတန်အနေထား flow တွေပါရအစ presenter အတန် presenter flow နဲ့တွားရတာနောက်ပြီးတော့ဒီ acting မှာကြတော့အဲ့လိုမဟုတ်ဘူးကျွန်တော်အဲတေးရောက်ဆောင်တဲ့အခါမှာဆိုရင် character တစ်ခုရဲ့ဇယိုက်သဘာဝကိုကျွန်တော်က teacher Susan လေ့လာပြီးတော့မှနှလုံးသားနဲ့ခံစားပြီးတော့ပြန်ပြီးတော့ပုံဖော်ရတာဖြစ်တဲ့အတွက်ကြောင့်မတူဘူးပေါ့ဒါပေမဲ့အခြေခံတူတာပြောရမယ်ဆိုရင်ကျွန်တော် အတန်အနေထားပိုင်းရဲ့နောက်ပြီးတော့ဒီပေါ့နော်ဇင်တို့အာဒီအစီအစဉ်တင်ဆက်တဲ့အခါမှာဆိုရင်ဒါပရိသတ်ကိုကဇင်တို့ကချိတ်ဆက်ပြီးတော့ဆက်သွယ်အဲ့ဒါကြောင့်ဖြစ်တယ်။ဒါပေမဲ့အဲ့လိုချိတ်ဆက်ပြီးတော့ဆက်သွယ်တဲ့အခါမှာဇင်တို့ကဒီ acting မိုင်းမှာတရုတ်ဆောင်တွေကြတော့ပရိသတ်ရဲ့ခံစားချက်ကိုပြောတာဇလန်းပေါ်ပြီးတည်ပြီးတော့နှလုံးသားနဲ့ခံစားပရိသတ်နဲ့ဆက်သွယ်ရဆိုတော့ဆက်သွယ်ရခြင်းအတူ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 ပဲဒါပေမဲ့ပုံစံမတူတာမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးတော့ဟုတ်ပါရဲ့ခင်ဗျာ ျွန်တော်အခုရောက်ရှိနေတာဆိုလို့ရှိရင်တော့မာဝီဇီယာမှာရောက်ရှိနေပြီးတော့မက်ဂျိုးကိုဘယ်လိုပြောရပါဆိုတဲ့စကားလေးကိုဒီကပါဝင်သိဆောင်သွားတဲ့မက်သက်ရှင်နဲ့ကိုကျွန်တော်အင်တာဗျူးမှာဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါမမကြီးမင်္ဂလာပါပါလေးအမကြီး original ပြပြပေါ်လာတယ်ဟုတ်လားပေါင်မေးတို့တော့မမ့်မိတယ်ကိုတော်မေးနေပြီတို့တော့မမ့်မိတယ်အဲ့ဒီနှစ်ခုကိုပေါ့နော်ဒီဇင်တို့ဒီမှာတာဝန်ယူထားတဲ့ပုံမှာမူတည်ပြီးတော့ဇင်တို့ဒီ တာဝန်ပေါ်မှာကိုအကောင်းဆုံးစူးစမ်းမယ်ပါဝင်မယ်ကိုရဲ့ main career ကတော့ presenter MC ဒါပေါ့နော်ဒါကိုနှစ်ခုခံချက်နေလုံးနိုင်ဖို့အတွက်တော့စူးစမ်းမှာပါဟုတ်အဲ့လိုပြောလို့ရှိရင်တော့ကျွန်내ဒီဒီ MRT4 က personal လေကျွန်တော်အပြင်မှာတွေ့ရရှိကျွန်တော်ဟိုဖြစ်နေနေမယ်ချောတာကတော့အကုန်လုံးချောတယ်ဗျအဲ့ထဲမှာမှာခုနကလို့အခုမြင်လို့လည်းချောတယ်ပြောကြည့်ပြောကြည့်ပြောကြည့်ဟုတ်ဝဲချွေးဟုတ် โอเค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 ชอบပါတယ်ဟာကျွန်တော်တို့ဇလန်တွေလေးကိုထွက်ထွက်ထွက်လာတဲ့အခါကျတော့ရှင်းနေအကောင်းဆုံးကျွန်တော်တို့စူးစမ်းတာဖြစ်တဲ့အကြောင်းမို့လို့စူးစမ်းမှာဖြစ်တဲ့အကြောင်းမို့လို့အဲကျွန်တော်တို့ကိုလည်းအများကြီးဝင်းရံပြီးတော့ခြေပေးဖို့အားပေးဖို့တော့ကိုကျွန်တော်တို့အမှုပညာမောင်နှမနဲ့ကနေပြီးတော့လေးစားတော့မိတ္တရခံပါတယ်ပြီးတော့မကြိုးကိုဘယ်လိုပြောရပါအဲရုပ်ရှင်ကကြီးအဲရှင်ရှင်ဇလန်တွဲကြီးဇလန်တွဲကြီးအောင်မြင်ပါစေ 记住吗？